္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းစနေကိုတက်ဆက်ပေးပါမယ်ကလေးမျိုးနဲ့နှချောင်းတိုက်နယ်စေးုံနဲ့ကြော်ရွာစေးပေးကန်းကိုစစ်တပ်ကလေနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်စေးရုံအဆောက်အုံအလုံးနီးပါးထိခိုက်ပျက်စီးသွားပါတယ်နင်းသာရီမျိုးနယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ဘက်က20ကျော်ပေသွားကလက်လက်ခဲယမ်းတွေကိုတင်ဆက်ရရှိတဲ့တဲ့ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းစနေကိုတက်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့စကိုင်းတိုင်းကလေးမြို့နယ်ကနတ်ချောင်းတိုက်နယ်စစ်ရုံနဲ့ ကျော်ရွာစစ်ပေးခန်းကိုမနစ်ကအကြက်ဖက်စစ်တပ်ကနေလင်းနဲ့ဘုံကျဲတက်ခတ်ခဲ့တယ်လို့ဒေတာတွင်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မနစ်ကမနက်ပိုင်းမှာအကြက်ဖက်စစ်တပ်ကလက်ချောင်းတိုက်နယ်စစ်ရုံကိုလင်းနဲ့အကြောင်းမဲ့ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီတက်ခတ်မှုမှာပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းစစ်ရုံအဆောက်အအုံအားလုံးနှီးပါထိခိုက်ပျက်စီးသွားတယ်လို့လည်းသိရပါတယ်အလားတူကလေးမျိုးနဲ့ကျော်ရွာစစ်ပေးခန်းကိုလည်း ညနေ6နိုင်ခွဲကျော်လောက်မှာ Jet Fighter နဲ့ထပ်မံတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုစေယုံတွေစေပေကန်းတွေကိုရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်တာဟာစစ်ရာဇဝမှုချိုးဖောက်တာဖြစ်ပြီးကလင်းမြို့အမရပူရမူးမြစ်ကူတရားစစ်စခန်းကိုတော်လဲတဖွဲ့ဝင်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တာကြောင့်အနီးနားကရွာတွေစေယုံတွေကိုအကြောင်းမဲ့လိုက်လံဘုံကျဲနေတာဖြစ်တယ်လို့လည်းဒေတာတွင်သတင်းမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရရှင်။ကရ င်ပြည်နယ်တိုင်းတစ်ပုတ်ကိုတက်ဆက်ပေးကြပါရယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရွှေကုတ်ကောင်မှာနေရပြန်လို့သူနိုင်ငံသားသားယာနဲ့ချီကိုစစ်ကောင်စီလက်အောက်ခံကရင်နယ်ကြားဆောင်တက် BGF ကခေါ်ထုတ်နေလို့ရွှေကုတ်ကိုအတွင် ရောက်ရှိနေတဲ့မြန်မာလူသမားချို့ကပြောပါရယ်။မနေ့ကမနေ့9နိုင်လောက်ထဲကရွှေကုတ်ကိုမြို့အတွင်းကို BGF တပ်ဖွဲ့ဝင်တွေလက်နက်အပြည့်စုံနဲ့ဝင်ရောက်လာပြီးဟိုတယ်တွေကာစီနိုတွေစက်တောက်ဆိုင်နဲ့ KTV တွေငွေလဲဆန္ဒတွေကိုစစ်ဆေးခဲ့တာဖြစ်ပြီးတရုတ်တွေကိုတော့နိုင်ငံ ံကိုလက်မှတ်တွေပါစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ပြန်လို့သူတွေကိုအိမ်ပြန်နိုင်တယ်လို့ပြောဆိုပြီးလူအစုလိုက်ခေါ်ဆောင်သွားလို့လည်းသိရှိရပါတယ်။အဲဒီလို ခေါ်သွားရမှာအ ਨੇ စုံလူ200ကနေ300နီးပါးရှိတယ်လို့လည်းရွှေကုတ်ကိုမြန်မာဆောက်လွှဲရေးလုံခြုံရေးတူကပြောပါတယ်။မနေ့ကနေစတင်ပြီးရွှေကုတ်ကိုမြို့အဝင်ထွက်တွေကိုလည်းပိတ်ဆို့စစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါရရှင်။ တဆက်တည်းမှာပဲမြန်မာနဲ့ကမ္ဘောဒီးယားနယ်စပ်ကအွန်လိုင်းငွေလိမ်လည်တဲ့လုပ်ငန်းတွေကို နှိမ်နှင်းတိုက်ဖြတ်ရေးအရှိန်မြင့်တင်ဖို့ထိုင်းဝန်ကြီးချုပ်ကညွှန်ကြားလိုက်တယ်လို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြချက်ရသိရှိရပါတယ်။မနေ့ကပြုတ်လုတဲ့လုံခြုံရေးဆိုင်ရာအစည်းအဝေးမှာထိုင်းဝန်ကြီးချုပ်ကအွန်လိုင်းငွေလိမ်လည်ခိုင်းတွေကိုနှိမ်နှင်းမှုအရှိန်မြင့်တင်ဖို့တဲ့အဲ့ဒီငွေလိမ်ခိုင်းတွေစီသွတ်တန်းထားတဲ့မီးဖြတ်တာတွေ၊လောင်စာဆီဖြတ်တောက်တာတွေ၊အင်တာနက်ဖြတ်တောက်ထားတဲ့ရလက်အခြေအနေတွေကိုရက်ပေါင်း30တွင်းအစည်းအခမ်းစာတင်ပြဖို့ညွှန်ကြားလိုက်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီအစည်းအဝေးကိုဒုဝန်ကြီးချုပ် ကာကွယ်ဝန်ကြီးစစ်တပ်ရဲတွေအပါအဝင်လုံခြုံရေးအေဂျင်စီတွေကထိပ်ပိုင်းခေါင်းဆောင်တွေတယောက်ခဲ့ကြရလို့လဲသတင်းတွေထဲမှာဖော်ပြချက်ရသိရှိရပါတယ်။အဲ့ဒီအစည်းအဝေးမှာထိုင်းဝန်ကြီးချုပ်ကကြားဖြန့် online ငွေလိမ်ခိုင်းတွေကိုနှိမ့်နှင်းရေးဟာအရေးတကြီးဖြေရှင်းရမယ့်ကိစ္စထဲမှာပါဝင်တဲ့အတွက်ထိထိရောက်လောက်ကြဖို့ကိုလည်းတိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီရာဇဝတ်ခိုင်းတွေနေရာပြောင်းရွှေ့နိုင်တာကြောင့်အဲ့ဒီလုပ်ငန်းတွေကနေပြန်လဲလွတ်မြောက်လာသူတွေကိုစစ်စစ်ပြီးရာဇဝတ်ခိုင်းတွေနဲ့ ်ပတ်သက်ရင်သက်ဆိုင်ရာနိုင်ငံတွေကိုပို့ဆောင်ဖို့တန်ယုံတွေနဲ့ချိတ်ဆက်ဆောင်ရွက်ဖို့ညွှန်ကြားခဲ့လို့လည်းသိရပါပါရှင်။ ဒီတခါမှာတော့တင်းသားရီတန်တင်းသားရီမြို့နယ်မှာအကြက်ဖက်စစ်တပ်နဲ့တော်လန်းတပ်ဖွဲ့ဝင်တွေကြားမှာတိုက်ပွဲပြင်းထန်နေတယ်လို့စစ်တပ်ဘက်က20ကျော်သေသွားကလက်လက်ခဲယမ်းတွေကိုလည်းသိမ်းဆဲရရှိထားတယ်လို့ဘေးခရိုင်ပြည်သူ့ကာကွယ်ပူပေါင်းစစ်ကြောင်းတစ်ကတာဝန်ရှိသူတို့ကပြောပါရယ်ဇန်နဝါရီလပိုင်းကနေစတင်ကတင်းသားရီမြို့နယ်အတွင်းကကြေးရွာတွေကိုအကြက်ဖက်စစ်တပ်ကအင်းအားလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီးရွာတွေကိုဖျက်ဆီးမီးရှို့လူရက်တာ ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေကြောင့်တော်လိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့ဝင်တွေကပြင်းပြင်းထန်ထန်ပြန်လည်ခြေမုံတက်ခိုက်နေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီတိုက်ပွဲတွေဟာဆက်လက်ဖြစ်ပွားနေပြီးဖေဖော်ဝါရီလ14ရက်နေ့ထိအကြမ်းဖက်စစ်တပ်ဘက်က20ကျော်တေသွားကလက်လက်ခရမ်းတွေကိုလည်းတင်းဆဲရရှိထားတယ်လို့ဘိတ်ခရိုင်ပြည်သူ့ကာကွယ်ပူပေါင်းစစ်ကြောင်းတစ်ကတာဝန်ရှိသူတို့ကပြောပါတယ်။တော်လိုင်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့ဘက်ကလည်းထိခိုက်ကြဆုံးမှုအနည်းငယ်ရှိပြီးနှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့လည်းသိရှိ ရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာစစ်ကြောင်းထိုးလာရလမ်းတစ်လျှောက်ကပြည်သူတွေကိုတပ်ဖြတ်ကာကျေးရွာတွေကိုလည်းမီးရှို့ခဲ့လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတိဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့ကင်းနီပြည်နယ်ထိုင်းမြန်မာနယ်စပ်က point 546စစ်စင်ရေးခြေကုပ်စခန်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သားတွေစခန်းကိုစွန့်ခွာထွက်ပြေးသွားပြီးလက်လက်ခရဲအချို့ကိုတင်းဆက်ရရှိခဲ့လို့ KC ရေးချုပ်ဘုံမူကြီးဖုံးနိုင်ငံရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်ဖေဗူလာ17ရက်နေ့ကနေစတင်ပြီးထိုင်းကရင်နီရှမ်းနယ်စပ်ကအကြက်ဖက်စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ point 546စစ်စင်ရေးခြေကုပ်စခန်းတောင်ကရုံးစခန်းကိုကင်းနီပြည်တပ်မတော်က drone sniper တို့နဲ့တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အဲလိုတိုက်ခိုက် ိုက်မှုကြောင့်စစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိပြီးတဲ့နောက်မှာဖေဝါရီလ17ရက်နေ့မနက်ပိုင်းမှာစခန်းကိုစွန့်ခွာထွက်ပြေးသွားတာကြောင့်အပြစ်သက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်း KAC ရေချိုဘုံမူကြီးဖုံးနိုင်ကပြောပါရတယ်။အဲ့ဒီနေရာကို KNP တပ်မတော်ကနေမြေရှင်းလင်းလှုပ်ဆောင်နေပြီးဝင်ရောက်နေရာယူထားက KNP တန်လင်းမြစ်အရှိတ်ချမ်းကစစ်ကောင်စီတပ်စခန်းအလုံးကိုလည်းသိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့လည်းသိရပါရရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရေကုန်ခက်တဲ့မနက်ခက်တဲ့တဲ့တွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ